ကတနာရီပြီးဆုံးသွားတဲ့နောက်မှာဆရာကရုံးနဲ့တပည့်ကျော်ဂျန်ရိုးစ်တို့ကတော့ထိုးစံအတိုင်း shopping trail ရင်းနဲ့ Ansclet သူရဲ့ကောင်တယောက်ဖြစ်တဲ့ King ရဲ့ view ကတခုကိုမြင်တွေ့ခဲ့ကြရပါတယ်။ဒီအချိန်အနည်းနာမှာ Monster တကောင်ပေါက်ရောက်တောင်းချနေတာကြောင့် King ကသူ့ရဲ့အရှင်အဝါနဲ့တင်နှိမ်နှင်းပြေးလိုက်ပါတယ်။တကယ်တမ်းကျတော့ King ဟာအပြင်ကိုဂိမ်းခွေဝယ်ဖို့အတွက်ထွက်လာတာမျိုးပါ။တရင်တွေအားဆိုရင် King ဟာစိုက်ထားမှချက်ပို့ပြီးတမ္မာသူတယောက်ဖြစ်နေခဲ့ပါတယ်။ဒီအချိန် King ကိုဖျက်ဆီးပစ်ဖို့အတွက် G4 လို့ခေါ်တဲ့ robot တကောင်ရောက်ချလာခဲ့ပါတယ်။ စီကမာဂရုံးတို့ဆရာတပည့်နှစ်ယောက်ကလည်းခင်းရဲ့စွားတွေကိုရှူစားဖို့စောင့်ကြည့်ခဲ့ကြတော့တာပေါ့ခင်းကတော့စီမောင်းထားနိုင်တာကြောင့်အင်သာခဏသွားဖို့ G4 ကိုတောင်းဆိုခဲ့ပါတယ် G4 ကလည်းခွင့်ပြုခဲ့တာကြောင့်ခင်းကအင်သာထဲကိုဝင်ပြီးထွက်ပြေးသွားခဲ့ပါတယ်တကယ်တမ်းကျတော့ခင်းဆိုတာအသက်ကြီးပြီးအင်တော်မပိုင်တဲ့တာမန်လူသားတစ်ယောက်ပဲဖြစ်ပါတယ်ပိုဆိုတာကတာမန်လူသားတွေချက်တော်မှာမွန်စတာတွေကိုပို့ပြီးတော့ကြောက်တတ်ပါသေးတယ်ဂျန်နိုစ်ကတော့တောင်းကျနေတဲ့ G4 ကိုတကောင်နဲ့ထိန်းထားခဲ့တာကြောင့်ဆရာဂရုံးကခင်းစီကိုလိုက်လာနိုင်ခဲ့ပါတယ် ဲ့မှာငါကြောက်ကြီးခဲနဲ့စီကမာကရုံတို့စတွေ့ကြတော့တာပါပဲစီကမာကရုံကတော့ action series ကိုစောတင်တာမျိုးဖြစ်ပေမဲ့ငါကြောက်ကြီးခင်းကတော့ romantic series ကိုစောဖို့ဝေလာတာမျိုးပါတစ်ဖက်မှာတိုက်ခိုက်နေကြတဲ့ generous ကလည်းထင်းချုံသူကြောင့်အခြေအနေသိမ့်မဟန်ပါဘူးငါကြောက်ကြီးခင်းဆိုတာအရန်ကိုပါကန်ဆိုးတတ်သူတူပါဒါပေမဲ့ကန်ဆိုးတိုင်းလဲဆရာကရုံကလာရောက်ကယ်ဆယ်ပေးလိရှိတာကြောင့်ကန်တော်တော်ကောင်းတဲ့မောက်ကန်ဆိုးတယောက်ဖြစ်နေခဲ့ပါပါတယ်အခုလောလောဆယ်ခင်းကို몬스터တကောင်ကလာရောက်တိုက်ခိုက်နေတာကြောင့်ဆရာခရုံးကပဲထပ်ပြီးဖြည့်ရှင်ပေးလိုက်ရပါတယ် ကြောက်သေးပါနေတဲ့ခင်ကတော့ဆရာကရုံးကိုသူရဲ့အသက်သခင်ယေရှုရှင်ဆိုတာပြန်မှတ်မိသွားခဲ့ပါတယ်။ဆရာကရုံးကတော့ဂိမ်းအတူတူဆော့မယ်ဆိုတဲ့ကံလန်းချက်တစ်ခုနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကိုရှော့ပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဂျန်နိုစ်ကတော့ G4 ကိုအနာယူပြီးရရှိလာတဲ့အစိုးရပိုင်းတွေကိုပေါမိုခါခူဆဲနိုကိုပေးပြီးသူ့ကို upgrade တင်ခိုင်းခဲ့ပါတယ်။ဂျန်နိုစာသူရဲ့ကောင်းတယောက်ဖြစ်လာတဲ့အပြင်စိုက်ထားမှလိုမျိုးတန်ပါတဲ့ဆရာတယောက်ကိုရရှိပန်းဆိုင်ထားခဲ့ပြီးဆိုပေမဲ့သူ့ရဲ့ဒေါသစိတ်ကိုတည်ငြိမ်တဲ့စိတ်တစ်ခုဖြစ်အောင်မထဲချုံနိုင်သေးပါဘူး။ အလုပ်အရမ်းမဖြစ်တဲ့သူရဲကောင်းအဆိုစီရှင်အတွက်အလုပ်လုပ်ပေးဖို့လူမိုက်တွေကို stitch ကစီယုံနေခဲ့ပါတယ်။လူမိုက်တွေထဲမှာစောနစ်လိုဘူကန်လန်းကောင်တကောင်ပါလာတာကြောင့်စီယုံရေးဟာမအောင်မြင်ခဲ့ပါဘူး။ဒါကတော့တော်တော်ကြီးတဲ့ဖူဖူကီဖြစ်ပြီးစိုက်ထာမကိုစီယုံဖို့ကြံစီနေခဲ့ပါတယ်။ GS ဆိုတာအင်အားကိုပြောတာမျိုးဖြစ်ပြီးစိုက်ထာမစီကိုခြေတက်လာခဲ့ပါတယ်။ stitch ကတော့တောင်းကျနေတဲ့ monster တွေကိုဖြည့်ရှင်းပေးဖို့လူမိုက်တွေကိုအကူအညီတောင်းနေခဲ့ပါတယ်။အဓိကကတော့ရှေ့ဖြစ်ရောဆီယာမကြီးရဲ့နတ်ဖျားကပ်ဘေးကိစ္စကြောင့်ဖြစ်ပြီး DSCA ဝေးကိုဂါရိုကလည်းရောက်ရှိနေခဲ့ပါတယ် ကာရိုဟာဒီအစီအဝေးမှာရှိတဲ့ A class သူရဲကောင်း၃ယောက်စလုံးကိုတခါတည်းအနိုင်ယူပစ်ခဲ့ပါဗါးကာရိုဟာခက်ခါရှိလိုမျိုးအခြားသူရဲစွမ်းရည်တွေကိုကူးယူနိုင်စွမ်းရှိနေခဲ့ပါဗါး Monster တွေဘက်ကရက်တည်မဲ့ကာရိုကတော့လူမိုက်တွေကိုရော Hero တွေကိုပါတိုက်ခိုက်သွားခဲ့တာပါတိုက်ခမ်းမှာတော့စိုက်ထံဘာကဂိမ်းစော့နေခဲ့သလို Genos ကတော့ပကံစီးနေခဲ့ပါဗါးဒီအချိန် Sonic တယောက်ရောက်ချလာခဲ့တာကြောင့် Genos ကတားဆီးဖို့တိုက်ခိုက်ခဲ့ပါဗါး Genos က Sonic ကိုတားဆီးထားတယ်ဆိုပေမဲ့တော်တော်ကြီးတဲ့ဖူဖူကီကစိုက်ထံမှာစီကိုရောက်လာခဲ့ပါဗါး ဖူဘူကီဆိုရာဘီရန်ရဲ့နံပါတ်1တရားမှာရောက်ရှိနေသူဖြစ်တာကြောင့်ဆရာကရုံးကိုသူနဲ့အတူပူးပေါင်းဖို့လာရောက်စည်းရုံးတာမျိုးပါဆရာကရုံးအတွက်ထိုင်ကုန်တည်မြဲခြင်းကကိစ္စတခုဟုတ်မနေတာကြောင့်ဖူကူကီရဲ့တဘောချက်တွေကိုတီးထုတ်ပေးလိုက်ပါတယ်။ဆရာကရုံးကိုဖူကူကီကိုရိုင်းကသူ့ရဲ့စိတ်ဆွမ်းအင်နဲ့အမုန်းချိတ်ပြဖို့ကြိုးစားခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ပြောရမယ်ဆိုရင်ဆရာကရုံးရဲ့စွာအားဟာကြီးမားပါတယ်ဆိုရယ်ဖူကူကီထက်ကိုပိုပြီးတော့ကြီးမားနေခဲ့တာမျိုးပါ။ ဒီအချိန် Genos နဲ့ Sonic တို့ရဲ့တိုက်ပွဲကလည်းစိုင်းထာမာတို့စီကိုကူးဆက်လာခဲ့ပါတယ်။ Fubuki ကတော့ S Club သူရဲကောင်းတယောက်ရဲ့ဆရာဟာစိုင်းထာမာဖြစ်နေလို့အံ့ဩမင်သက်နေခဲ့ပါတယ်။ Genos ဟာ G4 ရဲ့အစိုက်အပိုင်းတွေကိုပြောင်းလဲတက်ဆင်ထားတာကြောင့် Sonic ရဲ့ Speed ကိုတော့အမိလိုက်လာနိုင်ခဲ့ပါတယ်။ဒီဘက်ထဲမှာ Genos ရဲ့ Machine Gun Blue နဲ့ Sonic ရဲ့၄ခုခွဲတဲ့နီးစနစ်တွေဟာတော်တော်လေးကိုအထာကျနေခဲ့ကြပါတယ်။မပြီးဆုံးနိုင်တဲ့တိုက်ပွဲကိုရပ်တန့်နိုင်ဖို့အတွက်ဆရာကတော့ကပဲ Sonic ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရပါတယ်။ ဇော်နီကဆိုင်ခံမားကိုတိုက်ခိုက်ဖို့ကိုဘွားဆယ်ကူကိုခွဲထုတ်ခဲ့ပေမဲ့ဆရာကရုံးကပုံများတဲ့ကိုဘွားတွေကိုထုတ်ပြလိုက်တာကြောင့်ဇော်နီတရမူးမိသွားခဲ့ရှာပါတယ်။ဖူဘူကီဆူရာထာဆူမကီရဲ့ညီမတယောက်ဖြစ်နေပေမဲ့စိတ်ဆွမ်းအင်မှာထာဆူမကီလောက်တန်မာမှုမရှိပါဘူး။အမားဖြစ်သူကအက်စကလက်သူရဲ့အကောင်တယောက်ဖြစ်နေပေမဲ့ဖူကူကီကတော့ B class ရဲ့နံပါတ်1နေရာကိုသာခြေကိုရယူထားနိုင်ခဲ့တာပါ။ Swimmer ဆိုတာကလည်း A rank နံပါတ်1ကိုခြေကိုရယူပြီး S rank တွေကိုနှိမ့်နေနေသူတယောက်ဖြစ်ပါတယ်။ ဆရာကရုံးဘက်ကဖူကူကီနဲ့အဖွဲ့ဖွဲ့ထားခြင်းပေမဲ့လက်အောက်ခံအနေနဲ့တော့အဆင်မပြေနိုင်တာသိကြပါဗျ။ဒီအချိန် S class သူရဲ့ကောင်တယောက်ဖြစ်တဲ့ငါကြောင့်ကြီးခင်းမာရောက်ချလာတာကြောင့်ဖူကူကီလက်စစ်ကမကရုံးကိုအာမချောင်ရဲတော့ပါဘူး။ဆရာဘန်းကတော့တပည့်ကြီးချာရန်ကိုကိုဒိုဂျိုကလပ်ကနေနှိမ့်ထုတ်လိုက်ပါတယ်။ပလင်းကြီးနှိမ့်ထုတ်ခံလိုက်ရတဲ့ချာရန်ကိုကစိုက်ခါမာရဲ့ apartment ကိုရောက်လာတော့တာပေါ့။ဂျန်နိုစီကပြောပြချက်အရာကာရိုဟာဒီအချိန်မှာသူရဲ့ကောင်တွေကိုပြစ်မှတ်ထားနေတာကြောင့်ဘန်းကမဆိုင်တဲ့ချာရန်ကိုကိုမထိခိုက်စေချင်တာမျိုးပါ။ ချာရန်ဂိုကဆရာဖြစ်သူစေဘာဖန်ကိုကာကွယ်နိုင်ဖို့အတွက်ဂါရိုကိုလက်ရှာနေခဲ့ပါတယ်။ဒီအချိန်အနားမှာဂါရိုကမူမန်ရိုက်တာနဲ့အတူရှိနေခဲ့တာပါ။မူမန်ရိုက်တာနဲ့စကားအတူပြောနေတုန်းမှာပဲ Temptor Group တစ်ခုလုံးကဂါရိုစီကိုရောက်လာခဲ့ပါတယ်။ Temptor Group ထဲမှာအကျဉ်းဆုံးက Temptor Master ဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲဟာပုံမူပြင်းထန်လာခဲ့ပါတယ်။ Ansclad သူရဲ့ကောင် Temptor Master ရဲ့အကောင်းဆုံးတိုက်ကွက်ကိုတောင်းဂါရိုကကြွကြခံပြီးစိုင်ထားနိုင်ခဲ့တာပါ။မကြေပွဲကိုအသေးနှွဲချနေတဲ့ထန်ထော့မာစတာကဂါရိုကိုတခါတည်းအဆုံးသတ်ပြဖို့ကြိုးစားခဲ့ပါတယ် မူမရိုက်တာကဝင်ရောက်တားဆီးလိုက်တာကြောင့်ထန်ထွတ်မာစတာကဆိတ်လျှော့လိုက်တာမျိုးပါထန်ထွတ်မာစတာကဆိတ်လျှော့လိုက်ပေမဲ့ဂါရိုကတော့ဘန်းရဲ့ water flowing rock crashing face ကိုအသုံးပြုပြီးမာစတာကိုအနာယူပစ်ခဲ့ပါတယ်။ဝင်တားခဲ့တဲ့မူမရိုက်တာလည်းမတက်နိုင်သလိုထန်ထွတ်တစ်ဖွဲ့လုံးနဲ့ပျက်စီးသွားခဲ့ရပါတယ်။ဘန်းနဲ့ဘွန်တို့ညီကိုနှစ်ယောက်လည်းဂါရိုကိုလာရောက်တားဆီးခဲ့ပေမဲ့အလားကောင်းတော်လည်းအခါနှောင့်သွားခဲ့ရပါတယ်။မဆိုင်တဲ့ချာရန်ကိုကပါထမ်ထော်ရီနဲ့ရော်ပြီးအကျိတ်ခံထားခဲ့ရတာပါ။ ။ Opal AG ကိုဝစ်ထားတဲ့ Chilling ကရုံးကားတို့ Movement Rider ကိုငပြောသည့်တဖီးနဲ့တရင်လာမိခဲ့ပါဗါး။ပါလာတဲ့ငပြောသည့်တွေကတော့သူစားဖို့ပါ။ Tanto Master ရဲ့အညွှန်းလွန်မှုကြောင့်ဆရာကရုံးတယောက်ကိုခန့်တင်ညာဆိုတဲ့အရာတခုကိုစိတ်ဝင်စားသွားခဲ့ပါဗါး။ Garo ကတော့ကလေးလေးတယောက်စီကသူရဲကောင်းစာအုပ်ကိုသွားကြည့်နေခဲ့ပါဗါး။ကြီးကောင်ကြီးမဖြစ်ပေမဲ့ကလေးတဲကစာအုပ်ကိုတပတ်လောက်မရှက်မကြောက်နှားခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ဒါကြောင့် target တွေရဲ့ info တွေကိုသာမှတ်သားပြီးထွက်သွားခဲ့ရှာပါတယ်။ ကိုကြည့်ခံရတဲ့ကိုခံပညာကိုစိတ်ဝင်စားသွားတဲ့ဆရာကတုံးကတော့ဘာမှမသိတဲ့ Charan ကိုကိုဆရာတင်ပြီးမေးမြန်းနေခဲ့ပါတယ်။ဖြစ်စဉ်တော့ Charan ကိုကပြိုင်ပွဲတစ်ခုမှာစီရင်ပေးထားတာကြောင့်အဲ့ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြန်ကြည့်ဖို့ဆရာကတုံးကိုအထံပေးခဲ့ပါတယ်။ Garo ကတော့ A class သူရဲ့ကောင် Golden Boss ကိုစီရင်ရှင်ဖို့လျှောက်လာခဲ့ပါတယ်။ Golden Boss ဟာမူးနေတယ်ဆိုပေမဲ့သူ့ရဲ့ last lone ကိုတော့တိတိကျကျပြစ်နိုင်ပါသေးတယ်။ Golden Boss က Mass Medic ကောင်ဖြစ်တဲ့အကြောင်း Garo လိုမျိုး Fighter တကောင်အတွက်တော့စိတ်နှောက်ရှက်ဖြစ်စရာပြိုင်ပွဲတစ်ရောက်ပါ။ ါပေမဲ့ဂါရိုဟာဂိုရန်ဘောရဲ့ loss လုံးလို့အကုန်လုံးကိုဖြည့်ရှင်ထားနိုင်ခဲ့ပါတယ်။ဒီအချိန်ဂိုရန်ရဲ့တငယ်ချင်းနှကမ်းမွေးရောက်လာတာကြောင့် 2v1 situation အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ 2v1 ဆိုရင်တောင်6လောက်ကိုထိထားတဲ့ဂါရိုကသူ့ရဲ့စွာအားကြောင့်အနိုင်ရရှိခဲ့ပြန်ပါတယ်။သူရဲ့ကောင် association က director ဆိုရာကလည်းအဖွဲ့ရဲ့ဇီးရဲ့ပတ်စံကိုကိုရီးကိုရာကိစ္စတွေအတွက်ဖြုံးတီးနေသူတူပါဒီအချိန်ဂါရူတယောက်ရောက်ချလာခဲ့ပြီး director ကိုအခွက်ပိတ်ခိုးထားခဲ့ပါဗျ လမ်းလျှောက်ပြန်လာတဲ့ဂါရိုနဲ့စပင်တို့လာဝဲတဲ့စိုက်ထာမာတို့စုံတဲ့အခါစိုက်ထာမာရဲ့တီးထုတ်ခြင်းကိုသာဂါရိုတယောက်ခံလိုက်ရရှာပါတယ်ဂါရိုဆိုရာငငယ်ကလေးတဲကစူပါဟီးရိုးဇလန်တွေကိုကြည့်ရင်တောင်မှမွန်စတာတွေကိုသာအားပေးတဲ့ကောင်းမျိုးပါတရားမျှတမှုအတွက်သူရဲကောင်းတွေကပဲအနိုင်ရရှိရဲဆိုရဲလော့ဂျစ်ကြီးကိုမတရားဘူးလို့မေကွန်းထုတ်ခဲ့သူကတော့ဂါရိုပဲဖြစ်ပါတယ်အိမ်မက်မက်နေတဲ့ဂါရိုတယောက်စိုက်ထာမာထိုးခဲ့တဲ့အမိုက်ပုံးနားမှာပဲတရည်နိုးလာခဲ့ပါတယ်သူရဲကောင်း association ဘက်ကအကြီးအကဲတွေကတော့သူရဲလုံခြုံရေးကိုဂါရိုချောင်းတိုးမြင့်နေချာရပါပြီ စိတ်သိမ့်မရှိတတ်တဲ့မတ်ထဘတ်တယောက်ကတော့ association ရဲ့ရန်ပုံငွေတွေကိုအတ ିକ အကူအညီပေးနေတဲ့သားဖားနှစ်ယောက်ကိုတွားရောက်ဆောင်ရှောက်ပေးနေရပါတယ်။ဒီအချိန်ညီမစီကဖုန်းလာတာကြောင့်မတ်ထဘတ်တယောက်အပြင်ထွက်ပြီးပုံပြောနေခဲ့ပါတယ်။ဖုန်းပြောနေတော့မှပဲ monster တကောင်ကအထဲမှာရှိတဲ့သားဖားစီကိုရောက်နေခဲ့ပါပြီ။ဆရာကရုံးကတော့ charon ကိုအစားဝင်ရောက်ရှင်ပြိုင်ဖို့ stadium စီကိုရောက်နေခဲ့ပါပြီ။ဒီအချိန် saver fan ရဲ့တပည့်ဂျော်ဂျီကစိုက်ထာမကို charon ကိုအထင်နဲ့လာရောက်နှုတ်ဆက်နေခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာကိုခိုင်ပညာရှင်တွေအတွက်အရင်အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့်ဂါရိုကျူးလွန်ခဲ့တဲ့ပြမှုကိုဒီနေ့မှတင်ချက်ထားခဲ့ပါတယ်။အထူးကားကတော့ပြိုင်ပွဲဝင်အရောင်ဆောင်ထားတဲ့သူတွေကိုတည်တည်ချာချာစစ်ဆေးနေတာမျိုးပါ။ဂါရိုဟာ Saber Fan ရဲ့ Dojo Class မှာရှိတဲ့တပည့်တွေအကုန်လုံးကို UPS လိုတိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါကြောင့် Saber Fan ရဲ့ Dojo က UPS ပိတ်သိမ်းလိုက်ရတာမျိုးပါ။တစ်ဖက်မှာရှိတဲ့ Matter Bug ကတော့ Chronita Park ကို Monster တွေလက်ကနေကယ်တင်ပေးလိုက်ပါတယ်။ မချေဘက်ချိန်မုံလိုက်တာကစန်တပီအမျိုးအစားဖြစ်တဲ့အကြောင်းအကြီးစားစန်တပီကြီးတကောင်ထပ်ပေါ်လာခဲ့ပါတယ်။ဂါရိုကတော့သူရဲကောင်စီးရင်ရှိတဲ့ကောင်လေးစီကိုရောက်နေခဲ့ပြီး Watch Dog Man နဲ့ပတ်သက်တဲ့ info တွေကိုစုဆောင်းနေခဲ့ပါတယ်။ဒီအချိန်သတိပေးချက်တခုကြောင့်အနီးနားမှာမချေဘက်ရောက်နေပြီဆိုတာကိုဂါရိုသိသွားခဲ့ပါတယ်။ကင်းချီများကြီးအပြင် Reflex ရှိတုံကိုပါတိုက်ခိုက်နေရတဲ့မချေဘက်ကတော့အခြေအနေသိပ်မကောင်းပါဘူး။ဒါကြောင့်မချေဘက်တယောက်ကိုနှစ်ဖူးကိုပြန်ရိုက်ပြီး Fighting Spirit ကိုနှိုးထားနိုင်ခဲ့ပါတယ်။ Fighter Spirit ဆိုတာမထေဘက်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေကိုမြင့်တင်ပေးနိုင်တဲ့ ability တစ်ခုပဲဖြစ်ပါတယ်။ Fighter Spirit ကိုအသုံးပြုပြီးမထေဘက်တယောက် Senior Setup နဲ့အတူ Reflection တို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့်မထေဘက်က Chrony တာဖာကိုကယ်တင်နိုင်ခဲ့တယ်ပေါ့။ Setup ရဲ့စတိုက်ပေါ်လာနေတဲ့ဆိုတာကအကြောင်းရင်းသက်သက်ရှိပါတယ်။ဒီအချိန်မထေဘက်စီကို Ether Setup ကြီးတစ်ကောင်ရောက်ချလာခဲ့ပါတယ်။ Chrony တာဖာကိုဘေးလို့ရပို့ဆောင်ပြီးတဲ့နောက်မထေဘက်တယောက် Ether Setup ကိုစတင်တက်ခတ်ခဲ့ပါတယ်။ မတ်ချဘအနေနဲ့အဲဒါစက်တပီဂျီရဲ့ခေါင်းကိုအပြည့်အပြည့်တက်ခတ်ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။အဆင်မပြေတဲ့ဂျာကာမှဂါရိုကပါဝေရောက်နှောက်ယှက်လာတာကြောင့်စတင်အလုပ်ရှုပ်လာခဲ့ပါပြီ။